ငလင်တန်တင်ခဲ့တဲ့ဝင်ကြီးဌာနရုံးတွေမှာယာယီအဆောက်အုံတွေအဖြစ်အသုံးပြုမဲ့အသင်းဖြုတ်တက်နိုင်တဲ့ modular office တရရှိလုံးနေပြည်တော်ကိုရရှိလာကြောင်းအမျိုးသားတဘာဝ BN ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကနေသိရပါတယ်။မေလ6ရက်နေ့မှာရန်ကုန်မြို့တီလွာစိတ်ကန်းကတဆင့်မိရထားတွဲ54ရင်းနဲ့တည်ဆောင်လာတဲ့ modular office တွေရွာတော်ဘူတာကိုရောက်ရှိလာတယ်လို့သိရပါတယ်။ အဆိုပါမော်ဂျူလာအော့ဖစ်တွေကိုပြည်တော်စုတရားလွှတ်တော်ချုပ်ရုံးထံ25လုံးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးထံ9လုံးနိုင်ငံသားရေးဝင်ကြီးဌာနထံအလုံး30နဲ့တရားစာတမ်းနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနထံ44လုံးဖြန့်ဝေထားပါရီငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများခဲ့တဲ့နေပြည်တော်မှာဝင်ကြီးဌာနတွေရဲ့ယာယီရုံးခန်းတွေကိုတင်ဖြုတ်တက်နိုင်တဲ့အိမ်မော်ဂျူလာဟောက်စ်တွေနဲ့လှုပ်ဆောင်လျက်ရှိတာပါ အဆိုပါမော်ဂျူလာဟောက်စ်တွေကိုတရုတ်နိုင်ငံမှာကူညီပေးထားခြင်းဖြစ်ပြီးလာဝကအလို့သမာတယန်စတာနဲ့ပတ်ဝန်းကျင်စီးပွားကူတန်လျှက်စစ်စွမ်းအားစားတဲ့ဝင်ကြီးဌာနတွေမှာယာယီရုံးကန်းတွေဖွင့်လှစ်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။တရုတ်ဆိုရကနာဆာကထံမေလာ၂ရက်နေ့ကတိုက်ရိုက်ပေးအပ်ခဲ့တဲ့အကူအညီတွေထဲမှာအသင်းတက်ဆင်အသုံးပြုနိုင်တဲ့ရုံးကန်340ကွန်ပျူတာတွေနဲ့ရုံးသုံး pre-boga တွေပါဝင်တယ်လို့သိရှိရကြောင်းမှခင်ဗျာ။ Ow! <laughs>